မင်္ဂလာပါရောက်ပါတော့နေကောင်းကြလားကျွန်တော်ဗီဒီယိုမလောက်တာအလုံးတန်ကိုကြာသွားတယ်အားလုံးကိုတောင်းပန်တယ်လို့ပြောပြရစီလွန်ခဲ့တဲ့ပိုင်းမှတော့ remote တွေကဖယူဖယဲတက်ခင်ကိုဝင်ပြီးတော့တိုက်ခိုက်ကြတဲ့ပုံစံမျိုးနဲ့တစ်ဖက်မှာအာဂါသနတ်ဆိုးပင်ကိုလှုပ်ပေးလိုက်ကြတယ်အာဂါသနတ်ဆိုးပင်ကိုဖမ်းထားတဲ့နေရာမှာမီရောတက်ခင်ကစောက်ကျက်နေတယ်ဆိုပေမဲ့နောက်ဆုံးမှာတော့သူကလွမြောက်ခဲ့တယ်ဟင်းလင်းပြင်းတက်ခင်ကပြောတယ်ဒါနဲ့မင်းတို့တလောတောင်အင်အားအကြီးမားလွန်တဲ့ပမာဏကိုရင်းနှီးထားတဲ့ဆိုတာဖယူဖယဲတက်ခင်ကိုတိုက်ခိုက်ဖို့တခုတည်းတော့မဟုတ်နိုင်ဘူး အဲ့ဒီစာမင်းတို့ကအာဂါသနတ်ဆိုးဘုရင်ကိုကယ်ဆယ်ဖို့စ조사နေကြတာပဲဟုတ်တယ်မလားသူတော်စင်တတရားဘုရင်ကရည်တယ်ဒါကလုံးဝအမှန်တော့မဟုတ်ဘူးငါတို့အာဂါသနတ်ဆိုးဘုရင်ကိုကယ်ဆယ်ပြီးဖယိုဘီရဲ့တခင်ကိုတတ်ခိုင်းနိုင်မယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မှာပေါ့ဟင်းလင်းမြင့်တခင်ကရည်တယ်အဲ့ဒီအချိန်ကလေးကနေငါကမင်းတို့ကိုအတော်လေးစောင့်မြင်ကန်းနေတာဒီနေ့အ ਨੇ ဆုံးတော့မင်းကိုနှစ်ချက်လောက်ရိုက်ပေးရတာပေါ့ပြောပြောဆိုဆိုပဲဟင်းလင်းမြင့်တခင်ကအလုံးမတန်ကိုကြီးမားတဲ့လက်ဝါးကြီးနဲ့တတရားဘုရင်ကိုရိုက်ချလိုက်တယ်တတရားဘုရင်ကလည်းနတ်ဆိုးလက်ကိုအတုံးပြုတ်ပြီးတော့ပြန်ပြီးကွယ်လိုက်တယ် တိုက်ခိုက်မှုကကြဲလောင်စွာထွက်ပေါက်လာတယ်။ဟင်းလင်းမြင့်တခင်ကပြောတယ်။ဒါတော့အချိန်နေကြတော့မှမင်းကအရင်ကွက်ကိုတုံးနေတုံးပဲလား။ဒါကိုတတရပြင်ကကြီးတယ်။လင်းတုံးကတော့ဟင်းလင်းမြင့်တခင်တိုက်ခိုက်တဲ့ပုံကိုကြည့်ပြီးတော်တော်လေးကိုချီးကျူးလိုက်တယ်။သူ့မှာဟင်းလင်းမြင့်ဘိုးဘေးတိတ်ငေတာရှိနေတဲ့ဆိုပေမဲ့ဟင်းလင်းမြင့်စွားကိုဒါလောက်ထိထိန်ချိုးလို့မနိုင်သေးဘူး။ဟင်းလင်းမြင့်တခင်ကဟင်းလင်းမြင့်စွားကိုအုံပြုတ်ပြီးတော့ဓာတ်နှက်လက်ကိုဖန်တီးလိုက်တယ်။ဓာတ်နှက်လက်ကပေါင်းပြီးတော့ကတ်ကြီးပုံစံမျိုးဖြစ်သွားပြီးတတရပြင်ကြီးကိုပြေးဝင်သွားတယ်။ တတရနတ်ဆိုးပြင်းကလည်းနတ်ဆိုးချီတွေကိုအသုံးပြုပြီးတိုက်ခိုက်မှုကိုပြန်ပြီးကွယ်လိုက်တယ်။လင်တုံးကတော့တိုက်ပွဲကိုကြည့်ပြီးတော့စိတ်တွေကနေတွေးလိုက်တယ်။သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုကပုံစံလဲတူတယ်၊စွမ်းအားလဲတူတယ်။ဒါဝူရိမ့်ပြီးတဲ့ရင်ခွန်ဝံကဝင်ပြောတယ်။ဟုတ်တယ်။သူတို့နှစ်ယောက်စလုံးကပြန်လည်မွေးဖွားခြင်းအစဉ်၃ခုကိုဖျက်ကျော်ပြီးသားစွမ်းအင်နေနဲ့ညီများတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားကြတယ်။အကယ်၍သူတို့နှစ်ယောက်သာဒီလိုရိုးရိုးသားသားပဲတိုက်ခိုက်နေကြမယ်ဆိုရင်အနိုင်ရမယ့်လူကိုဆုံးဖြတ်ရခတ်လိုက်မယ်။ပြီးတော့နှစ်ယောက်စလုံးကတပ်ဖြတ်ခြင်းနဲ့စိတ်ဆန္ဒတွေမရှိကြဘူး။ အဲ့ဒီတော့ကြောင့်တိုက်ပွဲကဘာမှကြာမှာတော့မဟုတ်ဘူးတတရနတ်ဆိုးပရင်နဲ့ဟင်းလင်းမင်းတခင်ကတိုက်ခတ်ပြီးတော့အနာကိုအနှဲငယ်ဆုပ်လိုက်ရတယ်ဒါကိုတတရပရင်ကပြောတယ်ဟင်းလင်းမင်းတခင်မင်းငါကိုမတတ်နိုင်ပါဘူးဒီမှာဘာလို့အချိန်ဖြုံးနေမလဲမင်းတခုခုကိုစောင့်နေတာမလားဟင်းလင်းမင်းတခင်ကလည်းရီပြီးတော့ပြန်ပြောတယ်မင်းကရောတခုခုကိုစောင့်နေတာမဟုတ်ဘူးလားလင်တုံကရင်ဝံကိုပြောတယ်ရင်ဝံအောက်မှာရှိတဲ့ရီမိုတွေကိုတတ်တတ်ခွဲထားလိုက်ရင်ဝံကလက်ကိုဖွင့်ရန်လိုက်တာနဲ့ တိုက်ပညာစူစီဂျုံကရေခဲတင်နဲ့ခဲသွားပြီးတော့ရီမိုတွေကိုတတ်တတ်ခွဲထုတ်ပြစ်လိုက်တယ်။ရင်ဝံကအမြဲတမ်းအေးတိအဆက်နေနေတယ်ဆိုပေမဲ့လင်တုံးနဲ့တွေးလို့ရှိရင်တော့အမြဲတမ်းပြုံးပြော့နေတယ်။ဒါကိုမြင်သွားတဲ့ဟင်းလင်းမြင့်တခင်ကပြောတယ်။ဟာဂျူနီယာညီမလေးမင်းပြုံးလိုက်တယ်မလား။မင်းပြုံးရင်ဒါလောက်လှမ်းမယ်ငါမသိခဲ့ဘူး။နောက်ကျရင်မင်းခဏခဏရေတင်တယ်။အဲ့လို့ဆိုရင်မင်းရဲ့စီနီယာတွေအားလုံးရီမိုတွေနဲ့တိုက်ခိုက်ဖို့စွမ်းအားတွေပူပြီးရလာလိမ့်မယ်။ရင်ဝံကရှက်ကိုရှက်ကန်နဲ့ဟင်းလင်းမြင့်တခင်ကိုပြောလိုက်တယ်။ပါဇက်ပိတ်ထား။ဟင်းလင်းမြင့်တခင်ကလင်တုံပြောတယ် ညီလေးမင်းကတကယ်ကိုထူးခြားတာပဲဒီလိုရေခဲတောင်ကြီးကိုတောင်ကန်သွင်းနိုင်တယ်ဗလားငါကတကယ်တော့အခုမှနိုးလာတာဆိုပေမဲ့ငါရဲ့အုံနှောက်ကကောင်းကောင်းအလုံးမလုပ်သေးဘူးငါရဲ့ဇကားလေးကိုတော့မင်းစိတ်ထဲမှာထားပါနဲ့ဟင်းလင်းမင်းတခင်ကတိုက်ပွဲမှာတော့ဒီလိုပျော်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 နဲ့နေနေနိုင်တယ်ရင်ဝံကစိတ်တုပ်ပြီးတော့ရေခဲစွမ်းုံအုံပြုတ်ပြီးဓာအကြီးတလောက်ကိုဖန်သီးလိုက်တယ်ပြီးတော့ဟင်းလင်းမင်းတခင်ကိုအဲ့ဒီဓာကြီးနဲ့ပြစ်ထက်လိုက်တယ်ဟင်းလင်းမင်းတခင်ကလည်းရှောင်လိုက်တယ်ပြီးတော့သူကတခခုကိုခံစားမိသွားတယ်လို့ပဲမျက်နှာကချက်ချင်းတီကြည်သွားတယ်သူတို့ဒီကိုရောက်လာပြီး လင်သုံးရဲကြီးကလည်းပင်လယ်အောက်ခြေကိုရောက်သွားတယ်။ပြီးတော့ခေါင်းချိန်လိုက်တယ်။ဟုတ်တယ်။သူတို့တွေအားလုံးဒီကိုရောက်လာကြပြီ။လင်သုံးရဲစကားဆုံးသွားတာနဲ့ပင်လယ်ကချက်ချင်းဆုတ်တလို့ပြောင်းဆန်းလာတယ်။ပြီးတော့အလိုအမတန်ကိုကြီးမားတဲ့အရိပ်ကြီးတစ်ခုကလည်းထွက်ပေါ်လာတယ်။လင်သုံးကအဲ့ဒါကိုကြည့်ပြီးပြောတယ်။အာကာသနဆိုးပရင်လား။ဟိုအရင်တော့ကလင်တုံကယွမ်ကားခံရခေါင်းဆောင်တော့ဦးဖန်တီးထားတဲ့အာကာသနဆိုးပရင်နဲ့တခါရှင်ပြိုင်ဘူးတဲ့အဲတော့ကအာကာသနဆိုးပရင်ကလက်လေးဘက်ပဲရှိတယ်အခုဒီအခါမှာတော့လက်က၈ဖက်ထောင်ရှိတယ် ပြီးတော့ဒီကောင်ရဲ့စွမ်းကအခုလက်ရှိမှာတတရားဘရင်ထက်ကိုပို့ပြီးတော့စွမ်းအကြီးတာကိုသူခံစားမိလိုက်တယ်။အာကာသနှစ်စုံမြင်ကအလွန်ကြေလောင်အောင်អော်ပြီးတော့ရင်ဝံကိုပြောတယ်။ရေခဲတခင်မှမင်းကအသက်ရှင်နေသေးတာလား။ရင်ဝံကလည်းပြန်ပြောတယ်။ရှင်းလို့သားရဲ့တလေးဆန်နှကောင်ကလွတ်လာမယ်လို့မထင်တာဘူး။ဒီချိန်မှာပဲအာကာသနှစ်စုံဘရင်ရဲ့ပခုံးပေါ်ကနေရေတံကူးထွက်ပေါ်လာတယ်။ငါသူ့ကိုကယ်ဖို့တော်တော်လေးကိုအားသုံးခဲ့ရတယ်။ပြီးတော့အဲ့ဒီလူကရင်ဝံကိုပြောတယ်။ရေခဲတခင်မှကျောရုမတွေ့ရတာနှစ်ပေါင်းတစ်တောင်းကြုံနေပြီနော် အခြေအနေဘယ်လိုလဲပြီးတော့အဲ့ဒီလူရဲ့ဘေးနာကနေနောက်ထပ်ပုံရဲတစ်ခုကထွက်ပေါ်လာတယ်။ဟင်းလေးမြင့်တခင်ကပြောတယ်။အိုးသူတော်စင်ဇလုံးထားပြင်နဲ့သူတော်စင်ပစ္စမပြင်ပါလား။အစွမ်းထားတဲ့ remote တွေကဒီနေရာမှာစုနေတယ်ဆိုတော့လင်တုံးကလျှက်စီးစွမ်းရင်ကိုအုံပြုတ်ပြီးလေးတစ်ခုကိုဖန်တီးလိုက်တယ်။ပြီးတော့လက်ထံမှာလေးကိုကြက်ကြက်ကင်ထားလိုက်တယ်။ဇလုံးထားပြင်ကပြောတယ်။ငါတို့မှရွေးချယ်စရာမရှိဘူးလေ။မိတော်တခင်နဲ့ရင်ဆိုင်မှုကမလွယ်ကူဘူး။ဒီလိုမှမဟုတ်ရင်ငါတို့သူ့ကိုဘယ်လိုလုပ်ပြီးကဲမလဲ။ဒီအချိန်မှာပဲကောင်းကင်တစ်ခုလုံးကနေရဲပြီးတော့မိတော်တခင်ကရောက်ရှိလာတယ်။ ရင်ဝံကိုပြောတယ်ငါအလစ်တိုက်ခံရတယ်ပြီးတော့သူတို့ကအာကသနဆိုးဘီရင်ကိုကယ်လာကြတယ်တတ္တယဘီရင်ကလက်ကိုအကျောဆန်းလိုက်တယ်မလုံးမရှာပြီးနေရတာနှင်းတဲ့တော်တော်ကြာသွားပြီးပြီးတော့ရင်ဝံတို့ဘက်ကိုလှည့်ပြီးတော့သူကလူပင်ရောက်ရှိလဲကိုရီကြည့်လိုက်တယ်အကြီးအသွန်းနဲ့ဆိုရင်ငါတို့ဘက်ကအကြီးတနေတယ်မင်းတို့ကိုဒီနေရာမှာပဲတက်ပြရမယ်တချိန်တည်းမှာပဲဖယိုဖျက်မြှော့စင်တွေကနေအလုံးအတန်ကိုများပြားတဲ့စွန့်အင်တွေကဖြှထွက်လာတယ်ပြီးတော့အတန်တရံနဲ့ထွက်ပေါ်လာတယ်အဲ့ဒီတော့မင်းတို့ကအခြေအတွက်ရအသားကြီးရနေတယ်ဆိုတော့ ကျောက်ကဒီလိုအခိုက်အတန့်ကိုလွတ်သွားလို့ပဲဖြစ်မလဲ remove ဘီရင်တွေရဲ့အခြေကလည်းညှော်စင်ဘက်ကိုရောက်သွားတယ်ညှော်စင်တွေကနေခိုင်းအောင်စွန်းအင်းနေတဲ့သူအလုံးတန်ကိုကြီးမားတဲ့လူဘလူကြီးတကောင်ကထွက်ပေါက်လာတယ်သူကအပြင်ကိုရောက်ရောက်ချင်းမှအားလုံးကိုကြည့်ပြီးတော့ပြောတယ်စိတ်လှုပ်ရှားစရာအသွေးကြောင့်ရောက်အောင်ငါကထွက်လာတာပဲကြည့်ရတာငါအတော်ကံကောင်းသွားပြီနဲ့သူတယ်ဖယိုဖယဲတခင်ကပြန်ပြီးတော့노ထားလာပြီသူ့စီကထွက်ပေါက်နေတဲ့စွန်းအင်းတွေကအာကာသနတ်ဆိုးပြီးရင်ကိုစီကထွက်ပေါက်နေတဲ့စွန်းအင်းတွေကိုတော့အနောက်ဆုတ်သွားစေတယ်ဖယိုဖယဲတခင်ကပြောတယ် မကောင်းဆိုးဝါးတရဝါကြီးမင်းကတကယ်ကိုဇွေးကြီးတာပဲဒီအခြေအနေနဲ့မင်းလွတ်မြောက်နိုင်မယ်လို့မထင်သားဘူးဒါပေမဲ့ဘာမှမဖြစ်ဘူးဒီနေ့တော့မင်းကိုအသေးချတပ်ပြရတာပေါ့အာကာသနဆူပြင်ကပြန်ပြောတယ်အဲ့ဒီတောင်ကမင်းတို့တွေတုံးကတဲ့လှက်ခွင့်နေကြတာမဟုတ်ရင်ဘယ်သူရှုံးသွားမလဲဆိုတော့ပြောနေစရာတော့မလိုဘူးဖယိုဘရဲတခင်ကမယ်ပြုံးပြုံးလိုက်တယ်ဘာလဲမင်းကမကျင်နိုင်ဘူးဆိုပါတော့မကျင်နိုင်ရင်နောက်တစ်ခါထတ်ချလို့ရသေးတယ်နော်တတရနဆူပြင်ကဝင်ပြောတယ်ဘာမှလုံးနေစရာမလိုဘူးငါတို့မှအခွင့်ရေးတွေအများကြီးရှိသေးတယ် အချိန်ကြာလိုက်ရင်ငါတို့ကမင်းတို့ကိုလှုပ်ပြီးမှမဟုတ်ဘူး။မိတော်သခင်ကလည်းဝင်ပြောတယ်။အရင်တစ်ခါတော့မင်းတို့ပုံနိုင်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှတော့မင်းတို့ကိုဒုတိယအချိန်အခွင့်အရေးပေးတော့မှမဟုတ်ဘူး။ဒါကိုဇရုထပိရင်ကပြောတယ်။မိတော်သခင်အခုကတည်းကကောက်ချက်ချတာတော့မကောင်းဘူးနော်။ဒီတစ်ခါဆိုရင်တော့မင်းတို့ဘက်ကရှုံးမှအသေးကြပဲ။ပြီးတော့မင်းတို့တွေကိုကိစ္စတွေလှည့်ပြောင်းခွင့်ပြုတော့မှမဟုတ်ဘူး။ဒီကဘာကြီးကငါတို့ရီမိုဒီရဲ့လက်အောက်ကိုကြောက်ရောက်လာတော့မယ်။ဟင်းလင်းမြင့်တခင်ကပြောတယ်။အော်မင်းတို့ကအဲ့လိုဖြစ်ကျင်တာလား။ ဒါပေမဲ့အဲ့လိုဖြစ်ချင်းရင်တော့မင်းတို့တွေအရင်ဆုံးစူးစမ်းကြည့်လိုက်လေတိုက်ပွဲကတော့ကြီးကြီးမားမားဖြစ်ဖို့အဆင်သေးဖြစ်နေပြီတတရားပရင်ကပြောတယ်မင်းတို့အခွင့်ရရလာလိမ့်မယ်ဒါပေမဲ့အခုတော့စောက်လိုက်တာပိုကောင်းတယ်မင်းတို့ဘက်ကလည်းရေခဲတခင်မှပြတ်မကောင်းလာသလိုငါတို့ဘက်ကလည်းသူတော်စင်ပရင်ကအပြေကွာတတ်တာပိုဆန္ဒရှိကြသေးတယ်အဲ့ဒီအချိန်ကျရင်အတိတ်ကရန်ကြွေးတွေကိုပြန်ဆက်ကြတာပေါ့ပြီးတော့ကြံတဲ့လူတွေပြောလိုက်တယ်ဒီတစ်ခေါက်ငါတို့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်သွားပြီဆိုတော့ပြန်ကြရအောင်ပေါ့ပြီးတော့လင်တုံလုံးဘက်ကိုလှည့်ပြီးတော့ပြောလိုက်တယ် ထပ်ပြီးပြောရရင်ဒုတိယအကြိမ်မဟာစစ်ပွဲကြီးကပြန်ပြီးဖြစ်လာတော့မယ်လို့ယူဆလို့ရတယ်။ဒါပေမဲ့ဒီတစ်ခါရှုံးနေမဲ့လူကတော့မင်းတို့ကောင်းနေပဲ။ပြီးတော့တတိယပြင်ကလက်ကိုဝှင့်ရမ်းလိုက်တာနဲ့နတ်ဆိုးချီတွေကဝဲကရက်ကြီးအဖြစ်ပြောင်းလဲသွားတယ်။ပြီးတော့သူတို့တွေကကြေလောင်ဆောင်ကြီးပြီးတော့အဲ့ဒီဝဲကရက်တွေကိုဝင်ပြီးတော့ပျောက်ကွယ်သွားကြတယ်။ရီမိုတွေပျောက်ကွယ်သွားတာနဲ့နတ်ဆိုးချီတွေကလည်းတဖြည်းဖြည်းနဲ့ပျောက်သွားတယ်။ပြီးတော့နေအောင်ကြီးကထုံလင်းလာတယ်။ဖယိုပရဲတခင်ကလင်တုံကိုကျေးဇူးတင်စကားပြောတယ်။လင်တုံကပြောတယ်ဘာမှမဖြစ်ပါဘူးကျောက်ကနည်းနည်းပဲကူညီခဲ့တာ ဟင်လင်းမင်းတခင်ကပြောတယ်မိုးကြိုးတခင်နဲ့အမောင်တခင်မကလည်းမကြခင်မှာရောက်လာတော့မယ်နဲ့သူ့လေလင်သွန်းကအော်အော်သွားတယ်တခင်ရှစ်ပါးထဲမှာဝါမျိုးချင်းတခင်ကလွယ်လို့တခင်အားလုံးကဒီနေရာမှာရောက်နေကြပြီအခုဆိုရင်တခင်နဲ့အားလုံးကစူးစီးမိသွားကြပြီလင်သွန်းကအားလုံးပြောတယ်ကျွန်တော်တို့ကျုံးပေါ့ကိုအရင်သွားရအောင်ဟင်လင်းမင်းတခင်ကမီတော့တခင်ကိုပြောတယ်မီတော့တခင်အချိန်တွေကပါလေသူမေးလိုက်တဲ့အချိန်တွေဆိုတာကရီမိုရီယာကိစ္စမဟုတ်ဘူးလင်သွန်းရဲ့ရင်ဝံရဲ့ခံစားချက်ကိုသူမေးလိုက်တာပဲ ဒါကိုမီရောတက်ခင်ကခေါင်းခါပြီးတော့ပြောတယ်မသိဘူး तू မပဲနားလေလိမ့်မယ်ဒီလိုနဲ့ပဲသူတို့တွေကကျွန်းဘော့တက်ပြီးတော့အဆောက်အဦတစ်ခုတည်းကိုဝင်ပြီးတော့အနားယူကြတယ်ဒီချိန်မှာပဲလျှက်စီးအတန်နဲ့သူကောင်းငင်ပေါ်မှာမိုးချိုးတက်ခင်ကရောက်ရှိလာတယ်မကြခင်မှာပဲဇပင်းနဲ့နတ်မှောင်တဲ့အမျိုးသမီးတယောက်ကလည်းရောက်ရှိလာပြန်တယ်အမောင်တက်ခင်မကယင်ဝံကိုပြောတယ်ဂျူနီယာညီမလေးငါတို့တယောက်ကိုတယောက်မတွေ့ရတာနှစ်တော်တော်ကြာနေပြီနေအမကြီးကိုဒီနေ့မရဘူးလားယင်ဝံကပြောတယ်စီနီယာအမကြီးကဘာမှမဖြစ်ဘူးဆိုတော့တော်ပါသေးတယ် ဒါကိုအမှောင်တခင်မကကျန်တဲ့တခင်နေဘဲကိုလှည့်ပြီးတော့သူကပြောတယ်ငါကတို့လိုအယူမမဟုတ်တာငါကဘာကိုဖြစ်စရာရှိမှလဲပြီးတော့သူ့ရဲ့အခြေကလင်းတုံစီကိုရောက်သွားတယ်ဒီကောင်လေးကတိတ်မဆိုးပါဘူးမင်းကပြက်လှန်မှုဖွားခြင်းအဆင့်ကိုတတ်သွားပြီပဲဒါပေမဲ့မင်းနဲ့ဂျူနီယာညီမလေးချာမှာကွာခြားချက်ကြီးတွေရှိသေးတယ်သူကစကားကိုဆက်ပြောဖို့လို့တော့မှပဲရင်ဝမ်ကဟန့်လိုက်တယ်အဲ့တော့အမှောင်တခင်မကပြောတယ်ကောင်းပါပြီငါဘာမှမပြောတော့ဘူးအမှောင်တခင်မကစကားလှမ်းကြောင်းလွှဲလိုက်တယ်အာကာသနတ်ဆိုးပြင်ကလွတ်မြောက်သွားတာလား ်မိရောတက်ခင်ကခေါင်းညှင့်ပြတယ်ဒါကိုဟင်းလင်းမြင့်တက်ခင်ကပြောတယ်တို့ရဲ့အကြံစီတွေအတွက်ငါတို့ကြိုးတင်ပြင်ဆင်မှုတွေမလုပ်ရသေးဘူးကြည့်ရတာငါတို့ရဲ့အစီအစဉ်တွေကတို့ထက်နောက်ကျနေတယ်လို့ပဲမိုးကြိုးတက်ခင်ကအားမလို့အားမရနဲ့ပြောတယ်ဒီကောင်တွေကအရင်တိုင်းပဲကောက်ကျင်းနေတုန်းပဲအရင်ကတို့ပုံနေတဲ့နေရာကိုစုံစမ်းကျင်ခဲ့တာအဲ့ဒီစားငါတို့ထောင်ကြောင်တွေမှာမိသွားခဲ့တယ်တို့ကငါ့ကိုပိတ်လောင်ထားပြီးအာကာသနတ်ဆိုးပြင်ကိုကယ်တင်သွားကြတယ်ဒါကိုအမောင်တက်ခင်မကမျက်နှာကိုမဲပြီးတော့ပြောတယ်နင်ကအမြဲတမ်းထင်ရဆိုင်နေတာကို မိတော့တခင်အားဝင်ပြောတယ်သူတို့ကအာခတာနတ်ဆိုးပြင်းကိုကဲတင်သွားကြပြီအခုဆိုရင်သူတို့ကကောင်းကင်သူတော်စင်ဘုရင်ပြန်ကောင်းလာဖို့ဆိုရင်ဘယ်အရာမှဆိုကိုအလုံးလုံးကြမှာပဲတကယ်လို့ကောင်းကင်သူတော်စင်ဘုရင်သာပြန်ကောင်းလာမယ်ဆိုရင်ဒုတိယအချိန်မဟာစစ်ပွဲကြီးကပြန်စတော့မယ်အခန်းထဲမှာရှိတဲ့စကားတန်တွေကခဏတာတိတ်ဆိတ်သွားတယ်ရင်ဝံကသူကအရှိရဲ့တက်နေရကိုစိုက်ကြည့်ပြီးတော့စကားတခုပြောလိုက်တယ်ဘိုးဘေးဘိမတ်ကိုအသက်သွင်းကြရအောင်ဗီဒီယိုကိုဒီမှာပဲရက်ထားမယ်ကျွန်တော်မတင်တာကြာတော့အတန်အဆင်မပြေတာများရှိရင်ပြောပါ နောက်နေ့မှကျွန်တော်အဆက်ကိုထပ်ပြီးတင်ပြီးမယ်ဒီနေ့ဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်